အားလုံးပဲမင်္ဂလာပါရှင်။နာပြည့်ညချမ်းနေကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ရဲဝင်နှန်းတယောက်ရရက်ဆက်ဆက်အသက်ခံရခြင်းရဲ့နောက်ွယ်ကအညိုကြီးစွာ တုတ်ပြန်ခဲ့တဲ့လက်စားချိန်မှုဆိုတဲ့စေးဝင်စားပွဲတတိအတန်ဝေကရပွဲရဲမတန်းမှုကင်းဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါဦးရှင်။လွယ်လွန်နေ ယုံနိုင်စရာမရှိတော့ပါရဲတင်းလုံးနေရှင်းတော်လူတတ်မှုမျိုးကိုသွေအေးနဲ့ကျူးလွန်ခဲ့တာပဲလို့ဆိုရမလားအမျက်ဒေါသကြောင့်ခြေလွန်လက်လွန်တက်ဖြတ်မိတာပဲဆိုပြီးတတ်ထုချရမလားသူတို့အမျက်ချောင်းချောင်းထွက်နေခဲ့ကြသည်မှာတော့အမှန်ပဲဖြစ်တယ်ရှင်းတော်ဆိုလိုက်တဲ့အတွက်ဒေါသကြောင့်ကျူးလွန်တာပေါ့လို့ဆိုရမရောရှိပါရဲ့စင်စစ်ရင်းတို့တတ်ထုချရအောင်ကလည်းရှောင်းတခင်ဖြစ်ပျက်ခြင်းမျိုးနဲ့မသက်ဆိုင် ရှောင်းတခင်ဖြစ်ပေါ်လာတဲ့ဒေါသမီးကိုတိမ်းဆဲနိုင်စွမ်းမရှိကြတဲ့အတွက်လျှက်တပြတ်ကျူးလွန်ရခြင်းမျိုးနဲ့လုံးဝအကျုံးမဝင်။ဤမြပြောင်းတင်းပြီးဤမြရက်ဆက်လွန်တဲ့လူသက်မှုကိုသူတို့ကဒေါသနဲ့ကျူးလွန်ခြင်းကမှန်၏။သူစဉ်လျက်သွေအေးအေးနဲ့စီရင်ခြင်းလဲမြည်သည်။မြည်တော့ဆိုစီသူတို့ရင်မှာသွေအေးအေးနဲ့မျိုးသိပ်ထားခဲ့တဲ့ဒေါသမီးကကြာမြင့်ခဲ့ပါပြီ။အချိန်ကာလအပြည့်စုရသောရပောင်း60များကြာညောင်းခဲ့ပါပြီ။ ။ဤမြကြာညောင်းတဲ့ကာလတစ်လျှောက်လုံးဘာခတ်နဲ့စိန်ပွင်းတို့ကအခဲမကြေနိုင်အောင်ရှိခဲ့ကြရီ။အညိုကြီးစွာဖွဲ့ခဲ့ကြရီ။ဒီအညိုနဲ့ရက်ပေါင်း60လုံးလုံးကုတူးအောင်ကိုတဲတဲမဲမဲရှာဖွေခဲ့ကြရီ။ကုတူးအောင်အညိုချက်ကောင်းမှလက်ထုတ်ပြန်နိုင်ရေးအတွက်မနုဿမုဆိုးတဲ့ဖွဲ့ခြေရာကောက်နေခဲ့ကြရီ။စင်စစ်ဘာခတ်နဲ့စိန်ပွင့်တို့ကလိုက်မဲ့တာလိုက်နေကြရီရှာမဲ့တာရှာနေကြရီကုတူးအောင်ကပြေးလွှားနေသူမဟုတ်ပါ ရုပ်စွာအစုံသူ့ရဲ့ကံကြမ္မာကိုတော်မြတ်တိခိတ်ရှာသူမဟုတ်ပါ သူ့အပေါ်မှာဘာခန့်နဲ့စိန်ပွင်တို့အညိုကြီးနေကြတဲ့အကြောင်းမှာလွန်ခဲ့တဲ့နှစ်လခန့်ကတရားရုံးမှာကိုတိုးအောင်ကတီးရောက်တဲ့တသက်ခံချက်တရက်ကိုထွက်ဆိုခဲ့တယ်။ရင်းထွက်ဆိုချက်ကြောင့်ပဲဘာခန့်နဲ့စိန်ပွင်တို့ရဲ့လူကအလုတ်ကျန်းတဲ့ထောင်တန်းဆယ်နှစ်ကိုကြားခံသွားရတယ်။ပြဒနာရဲ့အစကဤမြတာဖြစ်တယ်။ တညမှာရဲသားကိုဒူးအောင်တယောက်၎င်းရဲ့နေအိမ်ကနေမြည်သည့်အချိန်မှာရဲဌာနကိုသွားလိုက်မယ်ဆိုတဲ့အကြောင်းကိုဘာခတ်နဲ့စိန်ပွင်းတို့ကိုကိုဒူးအောင်ရဲ့အတီကျွမ်းတယောက်ကသတင်းပေးလိုက်မိခဲ့တယ်။ထိုသတင်းကိုမြည်သူသောအကြောင်းမြည်သူသောရည်ရွယ်ချက်နဲ့ဘာခတ်တို့စုံစမ်းခဲ့ကြတာကိုထိုသူက လုံးဝသိချင်မရှိခဲ့ပြီးရဲသားကိုဒူးအောင်နဲ့မြည်သူပတ်သက်တဲ့ မြည်သူတို့အကြံစီရှိမှမသိတော့အမှုမဲ့အမှန်မဲ့ထုတ်ဖော်ပြောဆိုခဲ့မိခြင်းသာဖြစ်သည်ဒီလိုနဲ့ပဲအချိန်ကာလကလူကြီးတိတ်ချိန်တကောင်ရန်ကိုလူနေပြီဖြစ်တဲ့ည7နာရီခွဲတာတာခန်းဖြစ်တဲ့ရဲသားကိုတူအောင်ကလူကြီးပြက်လက်နေတဲ့စင်ကြီးဖုံးရက်ွက်တခုရဲ့လမ်းမကြီးတိုင်းတယောက်ထဲရှောက်လာနေတယ်ဒိုလမ်းမကြီးအတိုင်းအရှိဘက်ကအနောက်ဘက်ကို ရှေ့ရှုလာနေခြင်းဖြစ်တဲ့ ဗစကားတို့ပြေးဆွေးရာ ပီတရာလမ်းမကြီးနဲ့ပေါင်းစုံရာလောက်မှာကုတူအောင်လျှောက်လာရာလမ်းရဲ့ရာဘတ်လမ်းမှာလမ်းဘေးကျူးကျော်ရပ်ကွက်ရှိပါရည်ဒီနေရာတဝိုက်ကတိန်အိမ်တို့နဲ့ပြည်ညက်ကမိုးအလင်းဖွင့်နဲ့ကာကာလက်ဖက်ရည်ဆိုင်နှစ်ဆိုင်ရှိပါရည်တပန်လမ်းမကြီးလေးခုပေါင်းစုံရာမှာ ရုပ်ရှင်ရုံလေးရှိတယ်တို့ရုပ်ရှင်ရုံတို့လက်ဖက်ရည်ဆိုင်တို့ကို အမိသဟဲပြုပြီးစိုက်ကားရန်နာရန်ရင်စကန်းတစ်ခုလေးရှိပါရည် ရင်းနေရာတဝိုက်ရှိကွန်းရဆိုင်ပြီးမောင်ရိပ်အတွင်းကနေမယောင်မလဲဆောင်ဆိုင်နေတဲ့ဘာခန့်နဲ့စိန်ပွင်းတို့ကကုတူးအောင်အလာကိုပြိုင်းတပွဲဆောင်စားနေကြတယ်။ကွန်းရဆိုင်အလွန်ကိုကုတူးအောင်ရောက်တဲ့အခါဘာခန့်နဲ့စိန်ပွင်းတို့ကအမောင်ရိပ်အတွင်းကထွက်လာခဲ့ကြတယ်။ကုတူးအောင်က၎င်းထံချင်းကပ်လာကြတဲ့လူနေရောက်ကိုမြင်နေသို့တော်လေရိုးရိုးတန်းတန်းပဲထင်နေစေးလိုက်မီတောင်းမလို့ပဲအောင်းမိတယ်။ ဒီလိုတွေးထင်ကလမ်းလျှောက်လာရကခက်ဆိုင်ဆိုင်ဖြစ်သွားတယ်။အီမာဘခက်ကနောင်ကြီးနမေကိုတူးအောင်နော်လို့မိတယ်။ကိုတူးအောင်က ဟုတ်တယ်လို့ဖြေတယ်။ဒီလိုဖြေပြီးရင်ပဲဘခက်ကဘာမပြောညာမပြောနဲ့ကိုတူးအောင်ရဲ့နှစ်သေးဆက်ကိုတန်အားကျုံထင်လိုက်တယ်။ကိုတူးအောင်ခမဘူးမတိဘာမတိနဲ့အထိုးခံရခြင်းကြောင့်တကြောင်မိတို့မြမျောလင့်မထားမိတာကတကြောင်ကြောင့်ခြေလန့်သုံးလေးလန်းစာလောက်ရင်းရင်သွားခဲ့တယ်။ ကုတူအောင်ကိုဟန်ပြက်ပြီးဘလို့မှပြန်လေမတုတ်ပြန်နိုင်မီဘာခက်ကစီကုံအောက်စီကိုခြေထောက်နဲ့ဆက်ပြီးကံပြန်နေအင်ကနေဖြစ်ပြီးလမ်းပေါ်မှာ ကုတူအောင်လဲကြသွားတယ်။အီမာစိန်ပွင့်ကလဲကြသွားတဲ့ကုတူအောင်အပေါ်ကကာယာခွာထိုင်ပြီးမျက်နှာတစ်ပြင်လုံးကိုဘေးပြန်ညာပြန်လက်သီးနဲ့ဇက်တိုက်ထိုးတယ်။ကုတူအောင်မှာ၎င်းတို့နှစ်ဦးကိုပြန်လေခုခံနိုင်ဖို့ဝေးစွာလက်သီးချက်များကိုမနေကြိုးစားတိန့်ချောင်းနေရရှာတယ်။ ကိုတူအောင်ကိုဘာကန်းနဲ့စိန်ပွင့်တို့ဒိုကျိတ်နေကြတာကို ကွန်းရဆိုင်ကဆိုင်ရှင်မိမဖြစ်သူက ပထမဆုံးစမြင်နေထို့နောက်အထိတ်တလန့်အော်တယ်ကွန်းရတဲ့မိမရဲ့အော်ဟစ်တန်ကြောင့်ခလန်လန်ကစိုက်ကားသမားတချို့နဲ့ကလာလက်ဖက်ရည်ဆိုင်အတွင်မှ လူတချို့တို့ပြေးလွှားလာကြတယ်၎င်းတို့အားလုံးကအခင်းဖြစ်ပွားရာကိုအရေးတကြီး အပြေးလွှားရောက်လာခဲ့သည့်တိုင်အောင် အနည်းကို ရောက်တဲ့အခါတော့ဝိုင်းုံကြည့်ရှုယုံသာကြည့်ကြရည် နေအောင်နဲ့တရားဖြစ်နေတဲ့အတွက်ကိုတူအောင်ဘက်ကဝင်ရောက်အကူအညီပေးခြင်းရံပွဲကိုအပြည့်သက်စေရန်ဝင်ရောက်ဟန်တာခြင်းစတာမျိုးမလုပ်ခဲ့ကြပြီပရိသတ်ကလမ်းဘေးမျက်လှည့်ပွဲပရိသတ်ဘမအထူးဆန်းတစ်ခုကိုမြင်နေရတယ်လို့ကြီးရှုနေကြတယ်ကိုတူအောင်မှာတော့လဲကြမြဲအတိုင်းလဲကြလျက်အထိုးခံရမြဲအတိုင်းအထိုးခံနေရလျက်လူအုပ်ကတစားတဲ့တစားများပြားလာတယ် ပရိသတ်များပြားလာတာကိုသတိရတဲ့အခါဘာခတ်ကကိုတူးအောင်ရဲ့နန်းချားကိုခြေထောက်နဲ့အစမပြတ်ကန်ကြောက်နေရကပရိသတ်ဘက်ကိုယုံကြည်လဲလိုက်တဲ့ပရိသတ်အတွင်မှာတစုံတယောက်သောသူကကိုတူးအောင်ဘက်ကဝင်ရောက်ပြီးအကူအညီပေးလိမလားလို့မျက်နှာအသေးသေးကိုအကဲခတ်တဲ့ပြီးတော့လက်လေးသင်းခန့်ပြတ်ထူတဲ့ကပတ်ကိုချွတ်ပြီးအပြားဘက်ကဂိုင်းကလေထဲမှာတဝီဝီနေအောင်ဝှေ့ရန်နေတဲ့ ကုဒူးအောင်ခမရမှာတော့စိန်ပွင့်လက်ထဲမှာ အမဲဖြတ်ခံနေရသည့်အတိုင်းတင်းကြီးကြီးတညူညူနဲ့ပြင်းထန်လာတဲ့ဝေဒနာကိုအလွလွန်ခံစားနေရရှာရီမဆိုင်သူမကတ်နဲ့နော်အိမ်မရမုံဆိုးမှဖြစ်မသွားခြင်းဝင်လျှောက်မယ်မကြမ်းနဲ့တချီတဲ့ခေါင်းပြုတ်သွားမယ်မှတ်လက်လေးစင်းခန့်ပြတ်တူတဲ့ခပတ်မှာနီကဲခေါင်းကဒေထဲမှာတလန့်လန့်နဲ့တဝီဝီမြည်နေတဲ့ပရိသတ်ကကိုတူးအောင်ကိုစိန်ပွင့်ကတဲတဲမဲမဲထိုးချိန်နေတာကိုတလည်း လေထဲမှာတဝီဝီမြည်နေတဲ့တန်ခပတ်ကောင်းကိုတလဲကြည့်ရင် ကြီးစုနေကြရဲရင်းကလွဲလို့မြည်သူမြအာမထုတ်ကြပါမိမိတို့နဲ့မသက်ဆိုင်သလိုလက်ပိုက်ပြီးသားကြည့်နေကြရဲညကလာလမ်းလေကောင်လူဖြတ်ပွဲက လူပုံအလဲမှာအတင်ရဲမြဲရဲနေတယ်မကြမီမှာတစုံတယောက်ကတယ်လီဖုန်းနဲ့သတင်းပေးချက်အရာရဲကားတစင်ရောက်ရှိလာခဲ့တယ်သူအခါကြမှာပဲလမ်းမော်ကလူဖြတ်ပွဲလေးအဆုံးသက်သွားတယ် ဘာခန့်နဲ့စိန်ပွင်းတို့ကလည်းအချိန်မီဆိုက်ရောက်လာတဲ့ရဲတို့ရဲ့လက်အတွင်ကိုကြားရောက်သွားရီသူရမှာတချိန်ကပြည်သူရဲ့ဝေတရားနဲ့အညီတာဝန်ထမ်းဆောင်မှုအတွက်အသည့်ကင်းမဲ့လွန်တဲ့လူပုံအလေးမှာစန်းကျင်ဘတ်တို့ရဲ့လူနဲ့မတန်အောင်ဒူးချိတ်ရိုင်းတတ်တဲ့တန်းချက်ကြောင့်အတွင်းကြီးကြီးပြီးကိုတိုးအောင်တယောက်တော့အသက်ဆုံးပါခဲ့ရရှာရီစကမ်းမှုရဲ့မျက်နာကမာကျောလိုနေတယ်ခက်ထန်လိုနေပါရီ စကံမှုဥကောက်မြတ်ရဲ့မျက်နှာအမှုရာယခုလောက်မာကြောခြင်းခက်ထန်ခြင်းမျိုးကို တက်ကြတ်မောင်းမှုကတကြိမ်တကားမှမြင်တွေ့ဘူးခြင်းမရှိခဲ့ပြီယခုတော့မျက်နှာအမှုရာကသာတင်းမလွန်တာမဟုတ်လနဖက်ကိုခါမကြစ်ကြစ်ထောက်ပြီးရုံကန်းထဲမှာလူလာခောက်တုံရှောက်နေတဲ့ခြေလန်းတိုင်းလန်းတိုင်းမှာမာကြောတဲ့တမန်တလင်းပေါ်မှာရှူဖက်နဲ့အတန်ကခါတိုင်းတဲ့စီစီပူပူရှိတယ်လို့မောင်းမှုထင်နေတယ် ောင်မူကရုံကန်းတောင်ရှိ၎င်းရဲ့သပွဲမှာထိုင်နေရာကဆရာဦးကောင်းမြတ်ကိုမမိတ်မတုံကြည့်နေတယ်။အမှုတစ်ခုကိုဂိုင်းတွေရမှာစိစက်သေးကြလွန်းတလို့အင်မတန်စိတ်ထားနူးညံ့လွန်းနေဆရာကောင်းမြတ်နဲ့ယခုမြင်တွေ့နေရတဲ့ဆရာကောင်းမြတ်တို့ကိုစိတ်သေးကနေနှိုင်းရှင်ကြည့်တော့မောင်မူကအံ့ဩလို့လည်းနေပါရဲ့ရက်ွက်တစ်ခုမှာတခုတဝက်အင်မတန်တောင်းကျမ်းနေလို့တရက်ွက်လုံးနိုးကြနေမယ် တခိုးကိုလေရက်ွက်တစ်ခုလုံးရဲ့နိုးကြမှုနဲ့ဝိုင်းဝန်းဖမ်းဆီးမိမိဒီအခါမျိုးမှာရက်ွက်လူတို့ကဒေါသပေါက်ကွဲပြီးအဲ့ဒီတခိုးကိုတယောက်တစ်ချက်နဲ့လက်တဲ့ရှားမရအောင်ရိုက်တတ်ကြမယ်ဆိုပါတော့အားပေးလို့တော့ပြောတာမဟုတ်ဘူးဟိအဲ့ဒီအထဲမှာငါပါနေမယ်ဆိုကြပါစို့ငါဟာရဲဝင်တန်းအနေနဲ့မဟုတ်ဘူးတာမန်အရက်သားတယောက်ဖြစ်ခဲ့အဲ့ဒီတခိုးကိုတစ်ချက်လောက်ဝင်ပြီးလုတ်တဲ့အထဲမှာပါကောင်းပါမယ်မင်းရောမောင်မူဗျာခမည်း စကမ်းမှုဥကောင်းမြတ်ရဲ့အဆက်ဆက်မရှိဘဲပြောချလိုက်တဲ့စကားအမတ်မထင်မဲမိလာတဲ့မိကုန်းတို့ကြောင့်တကြက်မောင်မူကကြောင်အန်းအန်းနဲ့မြည်တို့ပြန်လဲဖြေရမှမသိအောင်ရှိနေသည်မင်းရောလို့မေးနေတာ။အော်ကျွတ်ကျွန်တော်တကြက်မောင်မူကတထင်ငုံငုံဖြစ်နေသည်ဇေယဥကောင်းမြတ်စိတ်တို့နေမှန်းသည်တော့မောင်မူကောင်းထဲမှာထူးထူးပူပူဖြစ်သွားတယ်။ရုပ်ကြီးအလွယ်တကူမဖြေတတ်တဲ့အခက်ခဲမှာထူအခိုက်မှာပဲပြေးလေသွားတယ်။ ။ဆရာအပြင်မှာကိုမြကြီးဆိုတဲ့လူကြောက်နေပြီ။အထက်လွတ်လိုက်ရမလား။ရုံကန်လေးပြတောင်တကားနှစ်ချက်ပွင့်လာကအပြင်မှာရဲသားကခေါင်းပြူပြီးအတွင်းကိုလှမ်းမိတဲ့စကံမူဦးကောင်းမြတ်ကတကြက်မောင်မူကိုစစ်စစ်ကြည့်နေရကနောက်ကိုလှည့်ကြည့်လိုက်တဲ့။အေးလွတ်လိုက်ဟိ။သူတို့ဖြေးပြီးတဲ့နောက်တပြင်းတစ်ချက်ကိုချကသပွဲမှာသွားရောက်ထိုင်ချလိုက်တဲ့သူအခါကြတော့မှတကြက်မောင်မူမှနေသာထိုင်သာရှိတော်ရီ မကြမီဗလာကောင်းကောင်းထောင်းထောင်းမောင်းမောင်းနဲ့အသားညိုညိုလူတယောက်ရုံကန်းထဲကိုဝင်လာတဲ့ကဲထိုင်မြကိုမြကြီးဆိုသူကစကမ်းမူဥကောင်းမြရဲ့တပွဲရှိကလေးထိုင်လို့တလုံးမမရေတရေထိုင်ချလိုက်တယ်။နဘေးကအကဲခတ်နေတဲ့တကြက်မောင်မူကသူ့ဆရာမစောစောကလောက်မျက်နှာထမတင်းမာတော့တာကိုသတိပြုမိတယ်။စကမ်းမူကကိုမြကြီးကိုစီကရက်တလေးထုတ်ပေးပြီ ူကိုယ်တိုင်ကလည်းမိညိဖွားဆိုင်လိုက်တယ်။ခမရအခုလိုအလုတ်ကိုဖြတ်ပြီးတော့ကျွန်တော်တို့စီမှာထွက်ချက်လာပြီးတာကျေးဇူးတင်ပါတယ်ကိုမြကြီး။မင်းညကဖြစ်ပြက်ခဲ့တဲ့ရဲသားအောင်တို့ကိစ္စမှာထွက်ချက်ထက်မှန်တောင်းတာပဲ။ကျွန်တော်လည်းကျွန်တော်သိတန်တလောက်မင်းညကပြောပြခဲ့ပြီးပြီပဲမဟုတ်လားဗျာ။ဟုတ်တယ်လေဟုတ်ပါတယ်။ဒါပေမဲ့မင်းညကတော့ခမရတို့ထွက်ဆိုတာတွေဟာဘလုံးပထွေဖြစ်နေတာအောင်းမိတာ။ဒီလိုထင်ရတာကလည်းအကြောင်းရှိလို့လေ။ ကဲထားပါတော့ဒီတော့ကခမမြင်တွေ့ကြားသိခဲ့တဲ့အတိုင်းတိတိကြကြထွက်ဆိုစေချင်တယ်ကိုမြကြီးပြီးတော့ကျွန်တော်မေးတာတွေကိုသိပြီးတော့အံအံမသိမှနေပြကိုမြကြီးကကလေးထိုင်ထက်မှမအီမသာလှုပ်ရှားသွားပြီးစီးကရက်ကို ကြုံကြုံယုံယုံဖွာရှိုင်းလိုက်တဲ့ကဲမေးမေးခမအသက်ဘယ်လောက်ရှိပြီလဲ40ပါအရက်အမောင်းခမအဖြေပေးလေဒီမေးခွန်းဟာခမရဲ့ထွက်ဆိုချက်မှာ အဓိကကြတဲ့အချက်တစ်ချက်ပဲကဲအရက်ငားပေရှင်းလက်မှာပါကိုယ်အလေးချိန်ခခမ ्या ဩကျွန်တော်ရဲ့အလေးချိန်ကပြီးခဲ့တဲ့တလားလောက်ကကျမရေးဌာနကဆေးလာစစ်တုံးကတော့ပေါင်90ကျော်ရှိတာပဲအခုအခုလေဒီလောက်ပဲရှိမယ်ထင်တာပဲဒီလောက်မှန်းနိုင်ရင်တော့ပါပြီကဲအလောက်ကန်ရောဒလသင်းမောချင်းမှာလက်ထောက်ဖို့မင်းလောက်ပါတယ်ကျမ်းမာရေးတွေဘာတွေလိုက်စားသလားခမ ्या ဥပမာခမဘောလုံးကန်နာတို့ကြက်တောင်ရိုက်တာတို့ပေါ့ဗျနေပေါင်းခမအခုဆရာမေးနေတာတွေနဲ့မင်းညားကရဲသားအရိုက်ခံရတာနဲ့ဘလူဆိုင်လို့လေဗျကြုံမေးတာသာဖြေစမ်းပါခမကတဲပလာကောင်းလို့လို့မေးနေတာကဲစူစမ်းမအောင် ကျမ်းမကြီးရောလိုက်စားသလားအားတဲ့အခါညနေဘက်မှာတော့ချင်းလုံးခတ်တာပဲစစာဖြစ်ချင်းတော့အဲ့ဒီနေရာမှာမရှိဘူးခမတခေါလောက်လှမ်းနေစိုက်ကစတင်းမှာရှိနေခဲ့ပါတယ် အဲ့ဒီကရုပ်ရှင်ရုံမှာနောက်ဆုံးပွဲဝင်ကြည့်မလို့ဟာလက်မှတ်ဝဲမရတာနဲ့ကလားလက်ဖက်ရည်ဆိုင်မှာ ပလာတာဝင်စားပါတယ်ဒီနောက်တော့ကျွန်တော်ညီလှကြီးနဲ့အပြင်းပြစ်စကားပြောနေခဲ့ပါတယ်ခမညီလှကြီးဆိုတာကဘာလောက်ကင်များလောက်တယ်လဲစိုက်ကနင်းစားပါတယ်อืมအခုခမပြောသွားတာပနာမရှိသေးတယ်ဆက်စမ်းမအောင်ရံပွဲဖြစ်တဲ့နေရာကိုဘလို့ပဲပုံရောက်သွားပြီဘာတွေမြင်တွေ့ကြားသိရတယ်ဆိုတာအဲ ကျွန်တော်လှကြီးနဲ့စကားသမီးပြောနေတော့မှမိမတယောက်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။လှမ်းကြည့်လိုက်တော့လူသုံးယောက်ဘလုံးပတ်ထွေးနဲ့ပတ်ချွရမ်းနေတဲ့ကောင်ကကိုတူးအောင်ရဲ့နန်းကြားတဲ့ကိုခြေထောက်နဲ့တအားကြုံးကန်နိုင်အမလီတနေတာပဲ။မြင်ရတာစိတ်မချမ်းသာလွန်းလို့တချီတချီမှမျက်နှာလွှဲပြီးနေလိုက်မိတယ်။တယောက်ယောက်ဝင်ကူဖို့ဟန်ပြင်းသလားဆိုတာကိုတော့လှကြီးမြင်မိမလားမစိုးနိုင်ဘူးစရာ။ ဒါဖြင့်ခမရနားထဲမှာတခုခုပြောဆိုတန်ကိုရောကြားမိသလားကိုမြကြီးကတချက်တွေးဝေးသွားတယ်ဘလို့ပြောတာမျိုးလဲဆရာတယောက်ယောက်ကတခုခု ပြောလိုက်တာမျိုးပေါ့ပြောတန်ဆိုတန်မျိုးတော့မကြားမိဘူးခမရဲသားကိုတို့အောင်ညီးတာတို့អော်လိုက်တာတို့သာကြားမိတာပဲဒါပဲလားဒီပြင်ရောဟင်းခမရ စကမ်းမူဦးကောင်းမြတ်က၎င်းရဲ့လက်ရာဘက်ရှိဇပွဲအံသွဲတစ်ခုကိုဆွဲဖွင့်ကတစုံတစ်ခုကိုနှိုက်ယူလိုက်တဲ့လက်ထဲမှာပါလာတဲ့ဓာတ်ပုံလေးတစ်ပုံဖြစ်တဲ့ဒူဓာတ်ပုံကို ကိုမြကြီးကိုပြသလိုက်တဲ့ဒီတငယ်ကိုမှတ်မိသလားမြင်ဘူးတယ်လို့လို့တော့အောင်းမေးမိတာပဲအမ်အမ်ဟုတ်ပါပြီသူလည်းဘေးကကြည့်နေတဲ့အထဲပါတယ်စကမ်းမူကဓာတ်ပုံကိုပြန်ယူလိုက်တဲ့ဒီတငယ်ရဲ့ထွက်ဆိုချက်ကိုလည်းရပြီပြီ မင်းညကပရိသတ်ထဲမှာထိုးကျနေတာမြင်ရပါတယ်။ဒါနဲ့ဗာများဖြစ်တာလေးဆိုပြီးလှကြီးနဲ့တူပြေးကြည့်ကြပါတယ်။ရံပွဲကိုခမရတို့ညီကိုနှစ်ယောက်ပြီးတဲ့အထိကြီးခဲ့ကြတယ်နော်။ဟုတ်ကဲ့။ဆရာတို့စီကရဲကားရောက်လာတဲ့အချိန်အထိကြီးခဲ့ကြပါတယ်။ဘာခတ်နဲ့စိန်ပွင်းတို့နှစ်ယောက်ကတူအောင်ကိုတဖက်သက်ထိုးကျကန်ကြောက်နေတာကိုခမရတို့ညီကိုနှစ်ယောက်အနက်နောက်ထပ်တယောက်ကရောပြန်ဖြေကြသေးလား။ဝင်ပြီးတော့ကူညီကြသေးလား။ ကိုမြကြီးကမျက်လောချသွားပြီစကတ်မှုရဲ့မျက်နှာကိုမကြည်ရဲတဲ့လိုခေါင်းငုံသွားပြီဒါတော့မပြန်မိပါအောင်ဗျမပြန်ဆို တောင်ကောင်းကောင်းနဲ့ငနေကလဝါလောက်ရှိတဲ့တန်ခပတ်ကြီးချုပ်ပြီးဝင်ကူတဲ့လူကိုစီးပြီးစောမလို့ဟန်တပြင်းပြင်းလှုပ်နေတယ်ဘေးကကြည်နေတဲ့လူတွေကိုဝင်ရှုပ်နေဆိုပြီးတော့ကျိမ့်မောင်းနေသူ့အင်္ဂါရုပ်ကြီးရတာအတော်မိုက်ကမ်းမဲ့ပုံပဲဒီတော့အနာကိုဘယ်ကောက်ဝတ်မှမလဲခဗျကောင်းပြီ ပရိသတ်ထဲကတယောက်ယောက်ကရောဝင်ကူမဲ့အရေးလက္ခဏာမျိုးပြတာတွေ့မိလားမတွေ့ဘူးခမရိုင်းနှက်ကန်ကြောက်နေပုံကအတော်ကြောက်စရာကောင်းနေခါသူလဲပါရဲတဲ့ခမပြန်စင်းစားကြည့်စမ်းပါဒီတငယ်ဟာခမနဲ့ဘလို့အနေထားမျိုးကနေပြီးရက်ကြည့်နေခဲ့တယ်ဆိုတာတစိတ်ပြောပြစမ်းမြလာကြီးကတော့ကျွန်တော်ဘယ်ဘက်ကပဲဒီတငယ်ကတော့อืมဒီတငယ်ကဟုတ်ပါပြီဒီတငယ်ကကျွန်တော်ရဲ့ညာဘက်ကကတ်ပြီးတော့ကြည်နေခဲ့တယ် ်ကောင်းပြီဒီတငယ်ကရံပွဲကိုဘာဝင်လောက်တလဲဆိုတာခမရတရီမထားမိဘူးလားကိုမြကြီးမမီးတက်လောက်ဆိုရင်တော့ကျွန်တော်လိုရက်ကြည်နေတာပဲဘာမှဝင်မလောက်ပါဘူးဝင်ရောက်ကူညီမဲ့အရေးရောင်မျိုးနည်းနည်းမှမပြဘူးလားအာ နေရုံစရာဒီကောင်လေးတခုခုလောက်တယ်ထင်တယ်ဟုတ်ပြီစရာတခုခုဝင်လောက်တော့မယ်လို့ခြေလမ်းအပြင်မှာသူ့ညာဘက်ကရက်နေတဲ့လူတစ်ယောက်ကစွဲထားလိုက်တာတွေ့မိတယ်အဲ့ဒီစွဲတဲ့လူကိုရောခမရသိသလား ။ဟာဆရာကလေဝေယောင်းတော့ငါဖြစ်နေတာပဲ။ဘယ်သိနိုင်တော့မလဲဆရာ။အင်းလေလူကိုမြင်ရင်တော့မှတ်မိမလားမစိုးနိုင်ဘူး။အဲ့ဒီလူဟာရေထန်းသမားချစ်တီးမဟုတ်လား။ဟာဟုတ်ပြီဆရာကြီး။တော်စမ်းပါဗျာ။စောစောကပြောတော့ရောင်ဝါးဝါနဲ့ခုနမဲကိုထုတ်ပြောတော့မှဒီလူမှဒီလူဖြစ်နေတယ်။တေချာမှလုံတော့ကိုမြကြီး။တေချာတာပေါ့ဆရာ။ကျွန်တော်တို့တွေအဲ့ဒီအခင်းဖြစ်ွားတဲ့အနီနာတဝိုက်မှာနေကြတဲ့တရက်ွက်သားတွေပဲဟာ စောစောကရုတ်တရက်ပဲသိနိုင်မှမလို့ဆရာကြီး။ကဲနားထောင်ဒီကောင်လေးနာမည်ကမောင်ဖြူတဲ့။ခမရတို့ရက်ကွက်သားလည်းမဟုတ်ဘူး။ခမရသိချင်မှလည်းသိမယ်။ဒီမောင်ဖြူကရဲသားတူအောင်ဘက်ကနေဝင်ရောက်အကူအညီပေးမဲ့အကြံနဲ့ဟန်အပြင်မှာသူ့လက်ရဘက်မှာရက်နေတဲ့ရေထနာမချစ်တီကဆွဲထားလိုက်တယ်။ဒီလိုမဟုတ်လား။ဟုတ်ပါရဲ့ဆရာ။ဒါနဲ့များတယောက်ယောက်ကစကားပြောတာကိုခမရမကြားမိဘူးဆိုတာအံ့ပါရဲ့ဗျာ။ ဒါတော့ဇရာစိတ်ဆိုးမယ်ဆိုလဲခံရမှာပဲဇရာကျွန်တော်လည်းဇရာမေးသမျှမှတ်မိသလောက်စူးစမ်းပြောတာပဲတော်စမ်းပါဗျာကဲဒီအံပွဲကိုကြည့်နေတဲ့လူတွေထဲမှာခမရမှတ်မိသလောက်ဘသူတွေပါသေးလဲကိုမြကြီးကစောစောကလိုစကားကိုအယံရောကရောမပြောတော့ခေါင်းကိုကုပ်ပြီးတေးသေးချာချာစဉ်းစားရိပြီးတော့မှတဦးချင်းရဲ့အမိနှမများကိုပြောပြရိရေထမ်းသမားချစ်တီးရဲ့လက်သမားစရာကိုဩရဲ့ ကားဒရိုက်ပါဆန်အေးရေဆန်အေးညီမောင်ကောက်ရေမောင်ကောက်ဆိုတာကမော်တော်ကားဆက်ပြင်စရာပါပြီးတော့ကွန်းရတဲ့မကလန်မရေအားလုံးကျွန်တော်အတီတွေက၅ယောက်ပါပါရေးစရာဒီတော့မောင်ဖြူကိုဖဲထားခမရိုညီကို၂ယောက်အပါဝင်ယောက်ျားကြီး၆ယောက်ဆိုပါတော့ဟုတ်ကဲ့၆ယောက်ကဲမောင်မူရေမှတ်တမ်းယူခဲ့တော့ကွာ စကမ်းမှုဥကောင်းမြတ်ထံတသက်ကိုမြကြီးထွက်ဆိုသွားသည်များကိုနဘေးကရက်ပြီးရေးမှတ်နေတဲ့တက်ကြွကြီးမောင်မူကချပေးလိုက်သည်ပြီးတော့တပွဲပေမှာလက်ပိုက်ပြီးကြီးလိုက်သည်ခမရထွက်ဆိုသွားသည်များထွက်ချက်ဒီကိုမှတ်တမ်းဖွင့်ထားတယ်လွဲချော်တဲ့အချက်ရှိမရှိဖတ်ကြည့်ပါ ပြီးရင်လက်မှတ်ထိုးပါကိုမြကြီးကစကမ်းမှုဥကောင်းမြတ်ရဲ့မျက်နှာကိုကြွကြည့်ကြွကြည့်လှုပ်ပြီးအမှုမှတ်တမ်းစာအုပ်မှာလက်မှတ်ထိုးပေးလိုက်သည်တက်ကြွမောင်ကျူက မှတ်တမ်းစာအုပ်ကိုဖုံးခနှိမ့်မီအောင်ပိတ်ပြီး၎င်းရဲ့စပွဲစီကိုပြန်ယူသွားရီအီမာကိုများကြီးကရောရောင်ပြီးနေရာကနေထရန်လိုက်တယ်။နေပါဦး။ခမရကိုဘသူကသွားခိုင်းသေးလို့လဲ။ကိစ္စကမပြီးသေးဘူးဗျ။ပြန်ထိုင်စမ်းမအောင်။ကိုများကြီးကမျက်နှာရေခနေဖြစ်သွားပြီးရီကျဲကျဲလောက်ခါကလေးထိုင်မှာပြန်ထိုင်ချလိုက်တယ်။စကမ်းမှုဥကောင်းမြတ်ရဲ့မျက်နှာထားမှာတင်းမာနေတယ်။ တကြက်မောင်မူကိုလက်ရိပ်လှမ်းပြကစောစောကစာအုပ်ကိုယူလာခိုင်းလိုက်သည့်တကြက်မောင်မူကဆရာဦးကောင်းမြတ်ရှိမှစာအုပ်ကို ဖွင့်ရက်သာအလိုက်သိမ့်ချပေးလိုက်သည့်ခမရကိုတိသွားစေချင်တာတခုရှိတယ်အဲ့ဒါတခြားမဟုတ်ဘူးမင်းညားကခမရလိုပဲပရိသတ်ထဲမှာရှိနေတယ်ကွန်းရတဲ့ဒေါကလမရေထွက်ဆိုချက်ပဲဒေါကလမဘာတွေထွက်ဆိုသွားတယ်ဆိုတာကြောက်ဖက်ပြမယ် ကိုမြကြီးကအတိတ်ပဲမသိတဲ့မျက်နှာသားနဲ့စကံမှုကိုကြောင်ပေပေလှုပ်ပြီးကြည်နေတယ်။စကံမှုဦးကောင်းမြက်ကလေချောင်းတစ်ချက်ရှင်းပြီးတည်ငြိမ်တဲ့အတန်နဲ့ဖတ်ပြလိုက်တယ်။ကျမရဲ့အော်တန်ကြောင့်ကလာလက်ဖက်ရည်ဆိုင်တွေကစိုက်ကားစတင်းကလူများပြေးလာကြပါတယ်။ကျမသိတဲ့လူရောမသိတဲ့လူရောယောက်ျားကြီးပဲအလုံးပေါင်း၁၀ယောက်ကျော်၅ယောက်လောက်ရှိလိမ့်မယ်ထင်ပါတယ်။သူယောက်ျားများမှာကျမတို့ရက်ွက်ထဲမှာနေထိုင်ကြတယ်ဖိုးမင်းကိုများကြီး သူညီဆိုင်ကားသမားချစ်တီတသမားဆရာကိုအော်ဒရိုက်ဘာဆန်အီးနဲ့ဆန်အီးညီမကဲနဲ့မောင်ကောက်တို့လည်းပါကြပါတယ်အခင်းပြပွားနေစဉ်ရဲသားဖြစ်သူကကဲကြပါဗျလုံးကြပါဗျကျွန်တော်ကိုမတရားထိုးချိတ်နေတာကြည့်မနေကြပါနဲ့ဗျကဲကြပါဗျဒီကောင်တွေကိုဝိုင်းဖန်ကြပါဗျစသဖြင့်ထိုးချိတ်ခံနေရရှာရကြတဲ့ကအော်ဟစ်ကူညီတောင်းနေခဲ့ပါတယ် စကမ်းမှုကထိုနေရာကို ရောက်လာတော့ကိုမြကြီးရဲ့မျက်နှာကိုခက်တင်တင်ကြည့်လိုက်တယ်။ဘန်းနဲ့ဖိုးမင်းမြကြီးရဲ့ကြားပြီမဟုတ်လား။ထိုတို့ခက်ဆက်ဆက်မေးလိုက်တယ်။ဖိုးမင်းမြကြီးမှာကလေထိုင်ထက်မှာကနာမငိမ့်နဲ့ဖင်တရွရွပြင်ထိုင်နေတယ်။စကမ်းမှုဦးကောင်းမြက်ကကိုရတဲ့ကလမရဲ့ထွက်ဆိုချက်ကိုဆက်လက်ဖတ်ပြပြန်နေ။ရဲသားဖြစ်သူကနှစ်ချိန်သုံးချိန်မြောက်ဤအတိုင်းအော်ဟစ်ပြီးကုညီတောင်းရှာပါရဲ့။ တို့ရမှာနဘေးကလူများကဝင်ရောက်အကူအညီပေးဖို့နေနေတာတာတုတ်တုတ်မှလှုပ်ဖို့မရကြပါရဲသားကိုတယောက်ကတက်ခွာပြီးထိုးကျိတ်နေစဉ်ကြံလူစိုးတယောက်ကခါခခပတ်ကြီးကိုချွတ်ပြီးလေထဲမှာတရရန်လှုပ်ပြီးဘေးကကြည့်နေတဲ့လူကိုဝင်မရှုပ်ရန်ကျိန်မောင်းဆဲဆိုနေပါလေဘေးကလူများဆိုတာကမိမသားဖြစ်တဲ့ကျမတယောက်ကလွဲလို့ယောက်ျားရဲမကြီးများဖြစ်ကြပါဗါးသူတို့အလုံးအလौကျန်းသမားများဖြစ်တာကြောင့် ဗလာကောင်းကောင်းထောင်းထောင်းမောင်းမောင်းယောက်ျားရင်းမာကြီးဖြစ်လျက်စုစုပေါင်း၁၀ယောက်တတခန့်ရှိမယ်ထင်ပါ रे တခုပြောစရာရှိတာကထိုယောက်ျားများအနက်အသက်၁၆နှစ်ခန့်ရှိမယ်ထင်ရ रे ကျောင်းသားအွယ်လူငယ်ကလေးတယောက်ကရံပွဲကိုဝင်ရောက်ဟန်တားမယ်အပြုမှာ ရေထန်းသမားချစ်တီကဟေ့ချတဲ့မင်းနဲ့မဆိုင်မဲ့ခေါင်းပြုတ်သွားလိမ့်မယ်အေးစိစိနေစမ်းဆိုကလက်ကိုဆွဲထားပါ रे စကံမှုဦးကောင်းမြတ်ကဖိုမင်ကိုမြကြီးကိုစူးစိုက်ကြည့်နေတယ် မကလမပြောတဲ့အတိုင်းဟုတ်ချင်ဟုတ်မှာပဲကျွန်တော်တော့ကြောက်ကြောက်နေဝေးလေလေဖြစ်နေပြီစရာတေးသေးချာချာလည်းမမှတ်မိပါဘူးစရာပြီးတော့ထိုးကြကြိတ်ကြတယ်ဆိုတဲ့ရံပွဲမျိုးမှာတယောက်တစ်ပေါက်ဖြစ်တတ်တာမျိုးမဟုတ်လားစရာဘာပဲဖြစ်ဖြစ်ဒီမိမကြီးထွက်ဆိုတာနည်းနည်းကိုပိုလွန်ပါတယ်စကမ်းမှုဥကောက်မြတ်ကပိုမင်ကိုမြကြီးရဲ့ထမင်ရေဘူးရှာလွဲစကားကိုအရေးတကြီးလုံးမနေပဲမဖြူဆိုတဲ့တငယ်လေးရဲ့ထွက်ဆိုချက်ကိုဆက်လက်ဖတ်ရှုပြပြန်နေတယ် ကျွန်တော်ကထိုရက်ွက်ထိပ်ကလာလဖက်ရီဆိုင်မှာပလာတာတစ်ချက်အင်္ဂဝဲခိုင်းတော့ည12နာရီနီးပါးမှာထိုနေရာကိုရောက်ရှိနေပါ रे အခင်းဖြစ်ပွားတဲ့နေရာကိုမိမကြီးတယောက်ရဲ့အော်တန်းကြောင့်အပြေလောသွားကြည့်ခဲ့ပါ रे လူနေယောက်ကယူနီဖောင်းဝတ်ထားတဲ့ရဲသားတယောက်ကိုတစ်ဖက်သက်ဝိုင်းဝန်းထိုးချိတ်နေကြတာကိုတွေ့ရပါ रे အတော်ကြောက်စရာကောင်းအောင်တေလူမျိုးပါထိုးချိတ်ကန်ကြောက်နေခြင်းမျိုးဖြစ်ပါ रे အခြေအနေအတော်ဆိုးဆိုးရွားရွားဖြစ်နေစဉ် ရဲသားကဘေးကလူများကိုအော်ဟစ်ကူညီတောင်းပါတယ်။ကျွန်တော်ကဝင်ရောက်ကူညီမဲ့အကြံနဲ့ရှေ့ကိုခြေလှမ်းလှမ်းလိုက်တဲ့အခါကျွန်တော်နဘေးကလူတစ်ယောက်ကဟေ့ချာတိတ်မင်းနဲ့မဆိုင်မင်းနဲ့ဘာဝင်ရှုပ်မလို့လေ။ခေါင်းပြုတ်သွားလိမ့်မယ်ဆိုက ကျွန်တော်ရဲ့လက်တစ်ဖက်ကိုဖန့်ဆွဲထားပါတယ်။အီမာလူအုပ်ထဲမှာလှည့်ထွက်ပြီးရုပ်ရှင်ယုံကိုပြေးက လူကြီးမင်းတို့ရဲဌာနကိုတယ်လီဖုန်းနဲ့အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။ဘန်းနဲ့လေဖိုးမင်းကြီးကျကျွန်တော် ခဏကိုစောစောကအရက်အမောင်းတွေကိုအလေးချိန်တွေကျမ်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီးမိကွန်ထုတ်ခဲ့တဲ့အတိတ်ပဲကိုနားလည်လောက်ပြီးထင်ပါရဲ့တခုတော့ရှိပါတယ်တကယ်တကယ်ကြတော့ဝင်ရောက်ဟန်တားဖို့ဆိုတာမလွယ်လောက်ပါဘူးစရာဒီလောက်ဗလာကောင်းကောင်းလူစိုးနှစ်ယောက်နဲ့နှစ်ဖူးတွေဒူးတွေရင်ဆိုင်နေရတာမလွယ်လောက်ပါဘူးပြီးတော့တယောက်ကလက်ထဲမှာကပတ်ကြီးတဝီဝီနေအောင်ဝှေ့ရနေတာတစ်ချက်ဝင်လိုက်တာနဲ့တတ်တာမှမဟုတ်ဘူးစရာစရာကိုယ်တိုင်အဲ့ဒီနေရာမှာရှိရင် ကျွန်တော်ပြောတာဟုတ်မဟုတ်သိမှာပါ။ဘာပြောတယ်ဗျ။ကျုပ်သာအဲ့ဒီမှာရှိရင်ဟုတ်လား။ဒီမဲ့ကိုမြကြီးအဲ့ဒီနေရာမှာကျုပ်တယောက်တည်းရှိနေခဲ့ရင်လူဆိုးနှစ်ယောက်ကိုအမတန်မန်ရှော့ခဲ့ရတဲ့သဘောနဲ့အဲ့ဒါတရေဘောကြောင့်တဲ့သဘောနဲ့ခေါင်းဆောင်မိကောင်ခေါင်းဆောင်မိခဲ့မယ်။အခုဖြစ်ပြက်ခဲ့ပုံဟာဒီလိုမဟုတ်ဘူးဗျ။ခမရတို့ညီကိုနှစ်ယောက်ထဲတည်းမဟုတ်ဘူး။အားလုံးယောက်ျား၁၀ယောက်တတ်တာရှိခဲ့တယ်။အဲ့ဒါကိုနားလဲဖို့ကောင်းနေ။ဒီလူ၁၀ယောက်စလုံးဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်ပေးနေပြည်သူဝန်ထမ်းတယောက်ရဲ့စကားကိုတနည်းဆိုရရင်ရဲသားတယောက်ရဲ့အမိန့်ကိုဖီဆန်ခဲ့တယ်ဆိုတာနားလေဖို့ကောင်းတယ်။စကံမှုဥကောင်းမြတ်ကဒေါသထွက်လွန်၍စကားရက်တန့်သွားရှာရီ။ချောင်းကို၄ချိန်၅ချိန်များဇက်တိုက်ဆိုပြီး အတန်ကြာမှစကားကို ပြန်ဆက်နိုင်ခဲ့တယ်။ဒီယောက်ျားရင်မာကြီး၁၀ယောက်တာတာတွေက ခမရမသိတဲ့တခြားဒဇင်းယောက်ျား၄၅ယောက်ကိုဖယ်ထားလိုက်စမ်းပါ။ခမရလိုတန်မာထွားကြိုင်တဲ့ ဖိုမင်ကြီးတယောက်ရဲ့ခမညီစိုက်ကားသမားလှကြီးရဲ့ရေထန်းသမားချစ်တီးရဲ့လက်သမားဆရာကိုရောလိုလူမျိုးရဲ့ဒရိုက်ဘာဆန်အေးရဲ့ဆန်အေးညီမကဲနဲ့မောင်ကျော်ရဲ့ဒီလူ6ယောက်စလုံးနဲ့ဆိုရင်ဘလောက်ကြမ်းတမ်းတဲ့လူစုဖြစ်ဖြစ်နှစ်ယောက်လောက်ကိုတော့ကောင်းကောင်းဟန်တားနိုင်တယ်စိစိညံ့ညံ့တောင်ခြေပြက်နိုင်လောက်တယ်ခုခမညီစဉ်းစားကြည့်တယ်လက်လေးစေးလောက်ထူတဲ့ခပတ်တစ်ခုက လွဲပြီးဓာတ်တို့တနတ်တို့အရှင်းမပါတဲ့လူစုနှစ်ယောက်ဟာခမရတို့လိုလူကောင်ကြီးယုံကလွဲပြီး စိတ်ဓာတ်အင်မတန်ညံပြင်းသေးသိမ့်နဲ့လူ၁၀ယောက်ကြောင့်ရဲသားတစ်ယောက်အသက်ဆုံးရှုံးခဲ့ရပြီရဲသားတူအောင်ဘာကြောင့်တေးရတယ်ဆိုတာရောခမရသိရဲ့လားခမရတို့လိုပြည်သူတွေအတွက်တာဝန်ကြီးကြီးအမှုထမ်းဆောင်ခဲ့လို့လက်တော့ပြန်ခံရတာအသက်ခံရတာနားလဲပြီလားဘူမင်းကိုမြကြီးကစကမ်းမှုဦးကောင်းမြတ်ရဲ့မိထွက်မတန်ရှိတဲ့မျက်လုံးတို့ကိုရင်ဆိုင်မှုဝေးစွာဇကြိုးနေသူကဲ့သို့ဦးကောင်းကြီးကိုငုံထားရီ မနက်ကကိုင်းရတဲ့ဒေါ်ကလမရဲ့ထွက်ဆိုချက်ကိုပြည့်ပြည့်စုံစုံရပြီတဲ့နောက်မှာမင်းညားကခမရတို့တွေဝတို့ဝါဒါထွက်ဆိုသွားကြတာသိလားလို့ယခုလိုနောက်တစ်ကြိမ်ခေါ်ပြီးတော့ထွက်ဆိုခိုင်းတာတကယ်တကယ်ကြတော့ခမရတို့ကြီးကထွက်ဆိုချက်ကိုရယူတယ်ဆိုတာထက်ခမရတို့စိတ်ဓာတ်ကိုသိကျင်နာရဲ့ခမရတို့ကိုတိတိယောက်ယောက်ဆုံးမကျင်နာရဲ့ကြောင့်ခုလိုခေါ်တွေ့တာ gain ခမရသွားနိုင်ပြီ ဖူမင်းကိုမြကြီးကစကမ်းမှုဦးကောင်းမြတ်ရဲ့ရုံကန်တွေကငှက်တကောင်ကိုချောက်လွှဲလိုက်သည့်အလားဥရဖားရနဲ့ထွက်သွားရီဟူးမောရိမ်မောင်းမှုရာဆရာဦးကောင်းမြတ်ကတမကြီးတစ်ချက်ကိုလေးပြင်စွာချလိုက်သည်ကလေးထိုင်နောက်မှမှီပြီး သူ့ရဲ့ခန္ဓာကိုယ်ကိုလျှော့ချလိုက်သည်မျက်လုံးစုံကိုမှိတ်ထားလိုက်သည်တဲကြမောင်းမှုကသူ့ဆရာရဲ့အဖြစ်ကိုဂိယုနာတတ်တယ်လို့ကြည်နေသည် ဇရာကိုကြည့်ပြီးကြီးညိုလေးစားစိတ်များတဖွာဖွာဖြစ်ပေါ်နေသည်။ဇရာကဒီကြိမ်တစ်ခါမှယခုလောက်စိတ်ပင်ပန်းခြင်းမဖြစ်ခဲ့ဘူးပြီ။ဒီကြိမ်တစ်ခါမှယခုလိုစိတ်ကြီးခဲ့ခြင်းမရှိခဲ့ပြီ။ယခုတော့ဇရာဦးကောင်းမြတ်ကမန်လျှော့ချလိုက်တဲ့ပညာတဲ့အလားစိတ်ဝေဒနာမျိုးစုံကိုခံစားနေရကြောင်းမောင်မူသဘောပေါက်ပါရဲ့။ဇရာဒီမှာတော့ရီတကြက်မောင်မူရဲ့အတန်းကြောင့်ဇရာဦးကောင်းမြတ်ကမျက်လုံးပွင့်လာတယ်။ မမှုကိုအလိုက်သီးတက်လေခြင်းဆိုရဲဂျေနယ်ချင်းမျိုးနဲ့အခါတိုင်းကဲ့သို့ကြည်လင်တိမ်မွေးတဲ့အပြုံမျိုးနဲ့ကလေးထိုင်ထက်မှရောရည်စွာကြည်တယ်။ထို့နောက်မမှုလက်ထဲမှာဘန်ကွက်ကိုလှမ်းယူပြီးတကြိုက်ကြိုက်တောက်ချနေတယ်။ဆရာဒီအမှုကခါတိုင်းထက်တိတ်ထူတယ်။ဟေးထူးပြီလို့မေးရတကောမောင်းမှုရာမောင်တူအောင်တယောက်ကိုတို့မြဆွန့်လို့ရတာနဲတဲ့ဆုံးရှုံးမှုလားကွာ။ဒီမှာမောင်းမှု ငါတို့တဦးချင်းရဲ့စန်းထားနဲ့ပြောကြတဲ့ရန်ဆိုရင်ရဲရရှိဖြစ်နေတဲ့ငါရဲ့ပုဂ္ဂလိကစန်းထားနဲ့ပြောကြတဲ့ရန်ဆိုရင် ဥပဒေတခုဖြည့်ဆွက်ပြဋ္ဌာန်းထားစေခြင်းနဲ့မောင်းမှုအဲ့ဒီဥပဒေဟာဘာလဲဆိုရင်ယခုလိုလူသတ်မှုတခုမှာနဘေးကနေပြီးလက်ပိုက်ကြည့်နေကြမယ်အစားဝိုင်းကောကာကွယ်ကြရင်လူသတ်မှုဖြစ်ပေါ်လာစရာအကြောင်းမရှိပါပဲနဲ့အတိတရားကင်းမဲ့ပြီးခေါင်းဆောင်ကြတဲ့လူမှန်သမျှကို လူသတ်မှုမှာအားပေးအားမြောက်မှုနဲ့ ဖမ်းဆီးလို့ရနိုင်တဲ့ဥပဒေပဲမောင်းမှုတကြက်မောင်းမှုကမဇက်အဟောင်းသားဖြစ်နေတယ်။ယနေ့တနေ့တဲ့ဆရာဦးကောင်းမြတ်တယောက်၎င်းရဲ့ပုဂ္ဂလိကစံဓာနဲ့ပြောဆိုခဲ့တဲ့စကားနှခုံးကိုတကြက်မောင်းမှုကမြည်တို့မြမအံ့ဩပဲမနေနိုင်ပါ။စာရေးသူဇာကြီးကိုလေဂျေစုတင်ပါရီဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင် နားဆင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။